กว่าชะแล้วสรสเตจโชว์ซิมมาจ้ะတော့ပိတ်တဲ့နဲ့နင်းနီကကပူရှိတော့ပို့ပြီးတော့အလောလောရတာပို့စင်ပြီးမြမဆိုင်နေကြတော့ဝက်ကစားရတာဆိုင်းကိုရှိန်နေရပေါ့ဝက်ကစားတာအစပေါ့ပို့ပြီးတော့ဆင်ကျင်ရတယ်ပေါ့အဲ့အဲ့လောက်ပါပဲမြန်မာတန်းစစ်စစ်ကိုပို့ပြီးတော့သဘောကျတယ်အလွမ်းဆွေးဆူရတာကိုရမ်းကြိုက်ဟုတ် အစိုးများကတော့အခုခေတ်သမီးတို့အရွယ်တွေကတော့ show straight show line ဆိုကြတာများတယ်ဒါပေမဲ့အခုသမီးကတော့ဟိုအဖေတွေအမေတွေကတင်ပေးထားတာကြောင့်မြန်မာတန်လေးတွေလည်း live ဖြစ်ပါတယ် အဲတကယ်လို့အားလို့ရှိရင်လာကူညီပေးပါအောင်ဆိုတော့အဲကျွန်တော်တို့လည်းပြီးတော့ဒီခွဲတဲ့ကိုလည်းကျွန်တော်ဝင်ထားရလည်းရှိတယ်လေအဲဒါကြောင့်မို့ကျွန်တော်ဟိုဝင်ထားခြင်းမဝင်ထားခြင်းအဓိကမဟုတ်ပါဘူးအဓိကတော့ကူညီရင်းနဲ့စိတ်နဲ့လာဟုတ်မလေးအောင်ပြောပြပါတော့ဟိုတမီးရလည်းဟိုလှိုင်းတရားဒူးဥက္ကဋ္ဌတမီးရဲ့အဖေပေါ့နော်အဖေကခေါ်ရလဲပါတယ်ခုဒီဦးသိန်းစုဥက္ကဋ္ဌခေါ်ရလဲပါတယ်အဲဒါကြောင့်မို့တမီးရဒီနေ့ကအမှန်လည်းပြောရင်အလုရှိရအလုရှိနဲ့လိုက်လာ အဲ့ဒါကတော့ကျွန်တော်ကဟိုအရင်ကျွန်တော်ကဟိုကနုပညာလောက်တာလဲနှစ်နှစ်ကျော်သုံးနှစ်လောက်ပဲရှိသေးတယ်။အရင်တည်းကအဲ့လိုမျိုးလေဝါသနာပါတယ်။ကိုယ့်ရဲ့ရင်ထဲကခံစားချက်ကအဘယ်လိုပဲဖြစ်ကျွန်တော်ဒီပရာဟိတမှာဟိုပါပေါ့နော်။အခုဒီလူရှင်တော်တက်ကြီးပူဆောင်မှာမဟုတ်ရေဘေးတွေငလင်ဘေးတွေမှာလေကျွန်တော်အမြဲတမ်းပေါင်ပြီးတော့ကုညီပေးတယ်စိတ်ကကိုယ့်စိတ်ကမနေနိုင်တာပေါ့။ဟုတ်။ အစိုးများကတော့အခုခေတ်သမီးတို့အရွယ်တွေကတော့ show straight show line ဆိုကြတာများတယ်။ဒါပေမဲ့အခုသမီးကတော့ဟိုအဖေတွေအမေတွေကတင်ပေးထားတာကြောင့်မြန်မာတန်လေးတွေလည်း live ဖြစ်ပါတယ်။ ။တမီးကတော့ sign ထွက်ဆိုတော့မြန်မာတန်ကိုပိုကြိုက်တယ်။ဒါပေမဲ့နေရာတိုင်းမှာလည်းမြန်မာတန်မကြိုက်ဘူး။တချို့ဟေးလာဟို stage show လို့ဟေးလာလာကြိုက်တဲ့နေရာမှာလည်းမြန်မာတန်သွားဆိုတော့လည်းအောက်ကဆဲခံရရှိရဲ။အဲ stage show ကြိုက်ရင်မြန်မာတန်ကြီးမဲ့ကြိုက်နေတဲ့နေရာမှာလည်း stage show သွားဆိုရင်အကုန်ထပြောင်းသွားရရှိ။အားကြောင့်တမီးကတော့အဆင်ပြေရလေးပေါ့။ပြိတ်သက်ခြင်းလေးပေါ့ကြည့်ပြီးတော့ဆိုပြပါတာ။အဲ့ဒါတော့အခုခေကိုကိုလွမ်းမိုင်တချင်းလေးဆိုပြတာများတယ်။စေရှုရတော့အစုံပါပဲတမိကူပြန်ဆိုတာဆိုရင် TikTok မှာတွေ့ရင်မမဆူရီတို့ဆိုတာလေးဆိုလိုက်ကြည့်ပြီးသူတို့ဆိုတာလေးအများဆုံးဆိုဖြစ်တယ် မာတန်စစ်စစ်ကိုပို့ပြီးတော့သဘောကျတယ်အာလွမ်းဆွေးဆူရတာကိုအရင်ကြိုက်ဟုတ်အာကျွန်တော်လက်ရှိအိုက်တော့ရဲတီဟာရဲတီဟာရဲ့ ဟိုမြင်းဆရာဆိုလည်းမမပါဘူးဒါပေမဲ့ကျွန်တော်ဟိုဒီနုပညာတဲ့ခေါ်လာပေးတာကျွန်းရဲတရားတော့ကိုယ်မြင်းဆရာပေါ့နော်သူကနေပြီးတော့တချင်းတပုတ်တပုတ်ဆိုတိုင်းဆိုတိုင်းမှာသူကအမြဲတမ်း guide ပေးတယ်သူ့ရဲ့မူတိုင်းကိုယ်လိုက်ဆိုဟုတ်ဒီမှာဟိုမူရင်းဆိုရင်တော့မနိုရာတို့မဘော်ဘီဆဆာတို့အဲ့လားမနီနီခင်ဆိုတို့ချင်းဟုတ်ဆိုပြပါတယ်ဟိုဘယ်လိုတချင်ဆိုရင်ပိတ်တက်ကအများဆုံးအားပေးရရှိအခုခေစားနေကိုလာမိုင်တချင်းဟိုဒနန်တန်တို့စင်တီယာတို့အဲ့အဲ့လေးဆိုပြပါအဲ့ဒါလေးဆိုအားပေးတယ်ဟုတ် တေရှိုးဆိုတဲ့အချိန်ညာရတော့တချို့ကြောက်လဲအပိတ်နေပါတယ်လို့တချို့ကြောက်လဲဟိုပေါ့လှုပ်ရှားတာခစ်ပြက်ငတ်မာတို့အကုန်ဆုံးပါပဲအဲ့လိုအားရှိပါတယ်ကြည့်အောင်ပဲဆောင်းလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့တမီးရဲ့အစ်စီနီယာမတွေကလည်းပြောတယ်ပေါ့နော်ညီမလေးဘာမှဖြစ်ဘူးတို့လည်းကြုံတွေ့ရတာပဲဆိုဘာမှဖြစ်ဘူးဆိုအဲ့လိုလေးပဲဖြစ်သေးလိုက်ပါတယ်ကာဗာဆောင်းလာတော့လောစဲတိတ်မရှိဘူးကိုပိုင်တချင်းလေးတော့လုပ်ဖို့ရှိပါတယ် ကူဟိုပေါ့ stage show မကြမြန်မာတန်မကြခစ်တဲ့ချင်းလေးတွေပါပဲဟာလို့ကွာချလဲဆိုတော့ stage show စင်ပေါ်မှာကြတော့ပိတ်တဲ့နဲ့နိနိကကပိုရှိတော့ပိုပြီးတော့အလောလောရတာပိုစင်ပြီးမြန်မာဆိုင်နဲ့ကြတော့ဝက်ကစားရတာဆိုင်ကိုရှိန်နေရပေါ့ဝက်ကစားတာအစပေါ့ပိုပြီးတော့ဆင်ကျင်ရတယ်ပေါ့အဲ့အဲ့လောက်ပါပဲဟောပေါ့အဲ့ဒါကတော့ကျွန်တော်ဒီတွန်လေးဘက်ချမ်းပါပေါ့နော်အဲ့ဒီပွဲမှာတော့ပထမဆုံးပေါ့ဟိုဒုတိယပွဲဆိုပြီးတော့ဒုတိယပွဲလားတတိယပွဲလားမသိဘူးအဲ့မှာပေါ့နော်အမေတယောက်က အဲ့လိုမျိုးပထမဆုံးပါလာနန်းနဲ့အခိုက်တန်းကတော့ဒါဘဝမှာပထမဆုံးနောက်ပိုင်းနေရတာတော့ရှိပါတယ်ဒါပေမဲ့အဲ့လိုတချင်းစုံနေနဲ့အဲ့ဒီအမေတယောက်ကပါလာနန်းတာတော့ဟိုစိတ်ထဲမှာမေးလို့မရဘူးတော်ရအောင်အမေနန်းတာပေးလို့မရဆိုကောင်မလေးနဲ့ပူဆိုးကောင်မလေးနဲ့ပူဆိုးပါဘူးဖေးကြီးတွေလည်းနောက်ထပ်တက်ရှင်ကြမှာပါစီပေါ့နော်သူတို့ရဲ့လက်ရှိသူတို့ချို့ကြောက်လဲတာသမီမရှိကြရလဲရှိရဲ့ တမီးကလည်းပြည့်နေသမတက်နိုင်ကိုကိုတိုင်းလည်းမတက်နိုင်တဲ့အတွက်အများစုတော့ဒီမှာလည်းဘဒူးမှလည်းတယောက်တည်းလှူနိုင်တာမရှိတဲ့အတွက်ကော်လွန်စုပြီးတော့လှုပ်ဖြစ်တဲ့တမီးလည်းအကြပါတပီဖြည့်ခွင့်ရအတွက်လည်းအရန်ဝမ်းတာပါရှင်အခုပေါ့နော်ကျွန်တော်တို့ဒီတက်ရှိလူကျွန်တော်တွေကို live မှာပဲဖြည်းဖြည်းနော်အပြင်မှာပဲဖြည်းဖြည်းကြုံလိုက်တယ်လို့ပြောချင်လဲအများကြီးလူစေချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တစ်ချိန်တော့သူတို့ရဲ့ဟိုအများကြီးလှုပ်ပေးခဲ့တဲ့ဒီပြည်သက်ကိုရင်စရာတွေအများကြီးပြောပေးခဲ့တဲ့အတွက် စိတ်ချမ်းသာခဲ့ရတာတွေအများကြီးပါအဲ့အတွက်လည်းဒီတက်ကြီးလူရှင်တော်တွေအလူလာခံတဲ့အခါမှာဘယ်နေရာမဆိုကိုတတ်နိုင်သလောက်လေးနဲ့ပေါင်မိကုသိုလ်ယူပေးကြပါလို့တိုက်တွန်းညင်ပါတယ်ဗျာ